အားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမယ့်ပုံမြင်လေးကတော့လှည့်ပြတတ်တဲ့မြောင်းနောင်တာပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါကခွေးတကောင်ဟာတောအုပ်ကြီးတဲကိုအစာရှာဖွေဖို့ရောက်လာတဲ့ ဒါပေမဲ့ခွေးဟာတောအုပ်ကြီးတဲကို တခါမှမရောက်ဘူးတော့အစာရှာဖွေဖို့အခက်အခဲကြုံတွေ့နေရတာပေါ့ဒီလိုနဲ့ခွေးဟာအစာရှာဖွေဖို့ရာနိုးနိုးနဲ့ရှာဖွေရင်မြောက်တကောင်ကို တွေးလဲရတဲ့ခွေးလည်းမြောက်ကိုတွေးလဲရလို့အာကိုတကြီးနဲ့အတင်မြောက်အကျွန်ုပ်ဟာဒီတောအုပ်ကြီးနဲ့ကျောင်းဝင်မှုမရှိတာမို့အစာရှာဖွေဖို့မလွယ်ကိုပါ အကျွန်ုပ်ကိုအစာရှာဖွေစားနိုင်ဖို့ကူညီပါလို့ပြောတဲ့ ခွေရဲ့အခုအညီတောင်းခံမှုကိုကြားတော့မြောက်ကပျော်ရွှင်သောတဲ့တကယ်တော့ဒီတော့အုပ်ကြီးထဲမှာရှိတဲ့တလိဆန်တွေအားလုံးဟာမြောက်ရဲ့လှည့်ပြားပြောဆိုတတ်တဲ့အချင်းဆက်ရိုက်ကြောင့်ဒုက္ခရောက်ကြရတာကိုသိနေကြတာပေါ့အသင်ခွေစိတ်ပူပန်မှုမထားပါနဲ့အသင်ခွေစားဖို့စားစရာတွေကို အကျွန်ုပ်တည်ထားပါတယ်အသင်ခွေ လိုက်ခဲ့ပါလို့ခေါ်တဲ့ခွေလည်းမြောက်စကားကိုယုံကြည်ပြီး တောအုပ်ကြီးတဲကိုလိုက်ခဲ့တာပေါ့ကွတောအုပ်ကြီးတဲကတနေရာကိုရောက်တော့အမြောက်ကအတင်ခွေဒီကူကြီးတဲမှာတင်စားဖို့စားစရာတွေအများကြီးရှိပါတယ်အတင်သွားပြီးစားတော့ပါလို့ပြောလိုက်တဲ့ဒီတော့ခွေဟာမြောက်ရဲ့ထူးခြားတဲ့ဇာတ်ကားကိုကြားပြီးစဉ်းစားမိတာပေါ့အတင်မြောက်အတင်ပြောဆိုတဲ့ဇာတ်ကားကမှန်ကန်မှုရှိပါရဲ့လားအကျွန်တို့ကိုပြောပါလို့ပြောဆိုတာပေါ့ကွ အဲ့ဒီတော့မြောက်ကအသင်ခွေကျွန်ုပ်ရဲ့ပြောစကားကိုယုံကြည်ပါအသင်စားတော့ဖို့အစဉ်သင့်ရှိတယ်ဆိုတာကျွန်ုပ်သက်သေပြပါမယ်မြောက်ဟာခွေးယုံကြည်ဖို့အတွက်ကိုဝါသူသွားကတမင်ရိုးတစ်ချောင်းကိုယူဆောင်ပြီးခွေးကိုပြသတဲ့အဲ့ဒီတော့ခွေးလည်းမြောက်စကားကိုယုံကြည်ပြီးကုကြီးတဲကိုဝင်သားတာပေါ့ကွယ် တကယ်တော့ခိုးဝင်သွားတဲ့ကူကြီးဟာကြားတကောင်နေထိုင်တဲ့ကူကြီးဖြစ်နေတဲ့ကွယ်ခွေးကတော့ကြားနေထိုင်တဲ့ကူကြီးများမသိရှာပဲအဆာဆာလို့ဇောနဲ့ကူကြီးတဲ့ကိုဝင်သွားပါတယ်မြောက်ကခွေးကိုကြားစားခံရအောင်လှည့်ပြားလှုပ်လိုက်တာမဟုတ်လားကြားကသူနေထိုင်တဲ့ကူကြီးတဲ့ကိုထူးထူးခြားခြားဝင်လာတဲ့ခွေးကိုတွေ့လဲရတော့မြောက်ရဲ့အကြံစီပဲဆိုတာကိုသိသားတဲ့ဒီတော့ကြားကခွေးကိုရမပြူပဲပြောတာပေါ့ကွယ် အတင်ခွေအတင်ဟာမြောက်ရဲလှည့်ပြပြောဆိုမှုကိုယုံကြည်ပြီးကျွန်ုပ်ရဲ့အစားဖြစ်တော်မယ်။ဒါပေမဲ့အတင်ရဲ့ရိုးအားတဲ့စိတ်ရင်းကြောင့်အကျွန်ုပ်မစားလိုပါဘူး။မြောက်ရဲ့အချင်းစရိုက်ကိုပပျောက်အောင်ကျင်းစီမှဖြစ်မယ်။ခွေဟာကြားရဲ့စကားကိုကြားတော့မြောက်ရဲ့လှည့်ပြတဲ့စကားကိုယုံကြည်ပြီးဒုက္ခရောက်ရတာကိုသိသွားတာပေါ့ကွယ်။ အတင်ကြအတင်ရဲ့ကျင်နာတဲ့စကားကိုကြားရလို့မယုံကြည်နိုင်အောင်ဖြစ်ရပါတဲ့အတင်ကြလို့စိတ်ထားမကောင်းတဲ့ကြားဆိုရင် အကျွန်ုပ်ကြားစာဖြစ်မှသိကြပါတဲ့အတင်ကြစကားအတိုင်းအကျွန်ုပ်လည်းကြံစီပါမယ်လို့ပြောဆိုလိုက်တဲ့ဒီတော့ကြားကအတင်ခွေးရဲ့အကျံစီအတိုင်းကျွန်ုပ်လိုက်နာပါမယ်လို့ပြောတာပေါ့ကွယ် အဲ့ဒီလိုနဲ့ခွင်းနဲ့ကြားနဲ့တိုင်မြင်ပြီးကိုကြီးတဲကိုနေထိုင်ကြတာပေါ့ကွယ်။မြက်ကတော့ကိုကြီးတဲကိုဝင်သွားတဲ့ခွေးဟာအချင်းအတန်ကြတဲ့အထိပြင်မထွက်လာတော့ကြားစာဖြစ်ပြီးလို့တွေးပြီးပြောနေတဲ့ အဲ့ဒီအချိန်မှာကိုကြီးတဲကနေကြာဟင်းတံကို မကြားရပဲခွေးဟောင်တံကိုကြားရတော့မြောက်ဟာမယုံနိုင်အောင်ဖြစ်သွားတာပေါ့ကွယ်မြောက်ဟာကိုကြီးတဲကိုဝင်ကြည့်လိုက်တော့ကြားဟာခွေးရှိမှာတည်ဆုံနေတဲ့ကို တွေ့လေရတဲ့အဲအောလုံးနဲ့အတွဲခွေးကို မေးလိုက်တဲ့အတင်ခွေးအတင်ကိုကျွန်တော် ကြားစာဖြစ်ဖို့လွတ်လိုက်တာအဘဲကြောင့်ကြားဟာအတင်လက်ချက်ကြောင့်တည်ဆုံသွားရပါတယ်လို့အန်အော်ဒကြီးမေးလိုက်တာပေါ့ကွယ် ညရဲ့စကားကိုကြားတော့ခွေးကအတင်မြောက်အတင်က ကျွန်ုပ်ကိုလှည့်ပြပြီးကြားစာအဖြစ်လွှတ်လိုက်ပေမဲ့ကြားဟာအကျွန်ုပ်ရဲ့ကြင်ဖြတ်မှုကြောင့်သိဆုံးခဲ့ပါတယ်။ကြားမတင်ခင်မှာတော့အကျွန်ုပ်ကိုစကားတခွန်ပြောဆိုထားခဲ့ပါတယ်။ကြားရဲ့စကားဟာအတင်မြောက်အတွက် ဖြစ်ပါတယ်လို့ပြောဆိုတာပေါ့ကွယ်။ဒီတော့မြောက်လည်းကြားရဲ့ထူးထူးခြားခြားပြောစကားကိုစိတ်ဝင်စားသွားတာပေါ့။ အသင်ခွေးကြားကအဘယ်စကားမျိုးကို ကျွန်တို့အတွက်ပြောဆိုခဲ့ပါသလဲလို့မေးတာပေါ့ကွယ်ဒီတော့ခွေးကအသင်မြောက်ကြားမှထားတဲ့စကားကအသင်သူတစ်ပါးကိုဒုက္ခရောက်အောင်မလှည့်ပြပါနဲ့ဆိုတဲ့စကားပါ အသင်မြောက်လိုက်နာမယ်မဟုတ်ပါလားလို့ပြောဆိုတာပေါ့ခွေးစကားကိုကြားတော့မြောက်ကအကျွန်တော်ကသူတစ်ပါးကိုလှည့်ပြခြင်းမဟုတ်ပါ အခုပင်တင့်အတွက်ကုကြီးထဲမှာစားเสียရရှိကြောင်းပြောဆိုပြသခဲ့တယ် အတင်ကြားသားကိုစားတော့ရတော့မယ်မဟုတ်လားလို့ပြောတာပေါ့ကွယ်။မြောက်ရည်စကားကိုကြားတော့ခွေးကသင်ဟာယခုတိုင်လှည့်ပြပြောဆိုခြင်းကိုရက်တန့်ခြင်းမရှိပါလားလို့ပြောဆိုတာပေါ့။ဒါပေမဲ့မြောက်ကတော့သူ့အချင်းစရိုက်ကိုမဖြောင်းနိုင်ပဲဖြစ်နေတဲ့တဲ့။အဲ့ဒီအချိန်မှာကြားဟာမြောက်ကိုရုတ်တရက်ဖမ်းလိုက်တာပေါ့ကွယ်။မြောက်လည်းကြားကိုမသေးပဲတွေ့လိုက်ရလို့ကြောက်ရွံ့သွားပြီး အတင်ကြအတင်ဟာခွေးခိုက်လို့သေးသွားပြီမဟုတ်လားအဘဲကြောင့်အကျွန်တော်ကိုဖမ်းဆီးရပါတယ်လို့မေးတာပေါ့ကွယ်ဒီတော့ကြားက အသင်မြောက်သင်ဟာသူတပါးဒုက္ခရောက်အောင်လဲပြားနေသူ ဖြစ်တော်မူအကျွန်ုပ်လည်းသင်ပြုမှုတကယ်သို့ကြံစီပြီးသင်ကိုစားရဖို့ဖန်ဆီခြင်းဖြစ်ပါတယ်လို့အိဟောက်ပြောဆိုလိုက်တဲ့မြောက်လည်းကြောက်ရွံ့ပြီးကြားကို တောင်းမှန်တာပေါ့ကွယ်အတင်ကြကျွန်ုပ်ကိုချမ်းသာပေးပါအခုချိန်ကစားပြီးသူတပါးဒုက္ခရောက်အောင်မလှည့်ရတော့ပါဘူးလို့ပြောဆိုတာပေါ့ ဒါနဲ့ကြားကအသည့်သည့်ရဲ့ကျင်နာမှုခင်းတဲ့အကျဉ်းစိုးဟာဒီတော့အုံနဲ့မထိုက်တန်တော့ပါအသင်တခြားတော့အုပ်ကိုတွားရောက်နေထိုင်တော့ပါလို့ပြောဆိုလိုက်တဲ့မြောက်လည်းစားစရာပေါများတဲ့တော့အုပ်ထဲမှာနေထိုင်လိုပေမဲ့သူ့ရဲ့အကျဉ်းစရိုက်ကြောင့်တခြားတော့အုပ်ထဲကိုပျောက်ရွှင်နေထိုင်ရတဲ့သူ့အတွက်တော့တသက်စာနောင်တရသွားတာပေါ့ကွယ်ပုံမြင်လျတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe lên đâu khi ra bao xí